University College တန်ထွန်1938-39စတင်နှစ် College ကျောင်းသားပေါက်စားဖြစ်နေရန်ကုန်ရောက်လာတော့ရန်ကုန် College ကို University College လို့ပြောင်းခေါ်နေတာတွေ့ပါတယ်ကျွန်တော်တို့ဆက်တန်းလောက်တက်တဲ့ပညာနဲ့ဗာပြုလို့ရန်ကုန် College ကိုရန်ကုန် University မဖြစ်ပဲ University College ဖြစ်တယ်လေမေးရင်မဖြစ်တတ်ပါဖြစ်တတ်အောင်လည်းမေးစမ်းမထားပါစစ်ကြီးအတွင်းကဗျိုင်းရည်ဦးစင် College လို့ရှိလိုက်သေးတယ် ကျွန်တော်တို့မတက်ပြက်လိုက်ပါနောက်ဒုတိယကမ္ဘာစစ်အပြီးကောလိပ်မဖွဲ့နိုင်မီမကိုလန်းယခုရွှေဘုံသာလမ်းမှာရန်ဒီရီယာကောလိပ်ခေါ်တဲ့ကလားဆက်တန်းကျောင်းကြီးမှာအရေးပေါ်တက္ကသိုလ်သင်တန်းအမချန်စီယူနီဘာစီတီကလပ်ဆက်ကိုဖွင့်ပေးပြီးစစ်ကြီး၃နှစ်ကျောင်းပြတ်တာကိုကာမိအောင်စစ်မဖြစ်မိကဥပဒေကြီးတန်းအောင်ထားရင်အခုဝိဇာကြီးတန်းကိုဝင်ပြတော်လို့ခွင့်ပြုတယ်။ဆောင်ပွဲမှာရိုးနံပါတ်တာမှတ်အောင်မရေးလိုက်ရင် အောင်စင်းမှာမင်းကြံ့ရစ်မယ်ဆိုတဲ့အသည့်ဟာအဲ့ဒီကစပါတယ်ရန်ကုန်ရောက်အောင်ပေါင်းနှံပြီးစေရှာလာခဲ့စွန်ကြီးလောင်းနဲ့ပါနိုင်တယ်ကျွန်တော်တို့အများကြီးကပလာတာကောလိပ်လို့ခေါ်တဲ့ EUC Emergency University Classes ကအခြေခံဘွဲ့ BA ရခဲ့ပါတယ်နည်းနည်းတွက်ရင် ကျွန်တော်လိုပဲ BA တမိုင်းကုန်နူးဘွဲ့မဟာဝိဇ္ဇာတမိုင်းဘွဲ့ BL ဥပဒေဘွဲ့အတိုက်ရတော့တာပါပဲ မေခွန်းလွှမှာကြိုက်ရငါးပုတ်ဖြည်းဖြည်းချင်း၃နာရီကိုအတွေ့ကြုံအရာ၃ပုတ်ဖြည်းဖြည်းချင်း၂နာရီလို့ပြင်မှာဆိုတော့လည်းမပြင်ပါဖြည်းစာအုံးမှာခုံးနှစ်ဘက်မှတ်အောင် ရေးတက်ရင်ပြီးတယ်လို့ရိုက်တင်စရာမလိုပါခေါ်ပုံတွေကလည်းဂျပန်ခစ်ကဗျမ်းရိုစင်ကောလိပ်ဂျပန်အပြေးမှာပလာတာကောလိပ် EUC ဘာခေါ်ခေါ် BAMA BSC MSC ဘွဲ့တွေပေးနေတဲ့နေရာဖြစ်တာကိုပဲဥပလက္ခဏာတန်မှတ်ကြပြီတော့ ဒုတိယကမ္ဘာစစ်ဂျာခန်လိုက်လို့စာတင်3နှစ်တောင်ပြတ်တဲ့ဆိုပြီးချုပ်တင် Abridge Course Day ပေးလိုက်သေးတယ်။စစ်မပစ်ခင်က IA အောင်နာကိုထောက်ထားပြနိုင်ရင် BA ဝင်းပြခွင့်ပေးတယ်။ခေလိုက်အောင်နာပဲပေါ့။အောင်မတ်ကောင်းရင် MA ဆက်တက်ခွင့်ရသေးတယ်။ကျွန်တော်တိတ်ထားတဲ့28 February 1951ရက်စွဲပါမဟာဝိဒပွဲလက်မှတ်နဲ့17ဒီဇင်ဘာ1952ရက်စွဲပါဘီယာပွဲလက်မှတ်တွေမှာ ရန်ကုန်တက္ကသိုလ်ကဖွဲ့ပေးတယ်လို့ပါနေပါပြီ။ဒါပေမဲ့ Jackson College က Jackson University ဖြစ်မလာဘူး။စိန့်ဂျွန် College ကဆယ်တန်းထီပဲတင်တယ်။မရှင်းတဲ့ပြဿနာဟာရှုပ်ရှားရှုပ်နေပါတယ်။လန်ဒန်ဟိုထောင်ကိုက50နှစ်မှာ PhD အတွက်ရောက်သွားတော့ကျွန်တော်တက်ရတဲ့ကျောင်းကိုခုလိုပဲခေါ်တယ်ဆိုတာတွေ့ရတယ်။ကျောင်းနာမည်အပြည့်စုံကအရှေ့တိုင်းနဲ့ Africa ပညာရပ်များကျောင်း School of Oriental and African Studies ဖြစ်ပါတယ်။ လန်ဒန်ယူနီဗာစီတီရဲ့လောက်ခံဖြစ်ပါတယ်။နောက်ဘွယ်ပေးတဲ့အခါ18ဇန်နဝါရီ1956ရက်စွဲနဲ့ PhD 19အောက်တိုဘာ1988ရက်စွဲနဲ့ဒီလစ်ကိုလန်ဒန်ယူနီဗာစီတီတစိုက်တုံးနှိပ်ပြီးဒုတိယအဓိပတိကလက်မှတ်ရေးထိုးပေးပါတယ်။ကျွန်တော် PhD ဘွယ်ရတဲ့နှစ်ကလန်ဒန်ယူနီဗာစီတီရဲ့အဓိပတိကမေရီမီပြားဖြစ်ပါတယ်။နောက်ဒီလစ်ဘွယ်ယူတဲ့အခါအဓိပတိက အန်မင်းသမီးကြီးဖြစ်ပါတယ်အဲ့တော့1939ကမရှင်းတဲ့ပြဿနာခုတိမရှင်းသေးပါဘူးနှစ်တက်ကူဂုံနူးပွဲတူတွေပေးတော့အလင်းငါကြောသောပွဲကိုဦးဖျားဖျားတခင်ကိုတော်မိုင်းရတယ်ကျွန်တော်တို့လည်းဝမ်းသာလို့ပေါ့နောက်၁၂နှစ်ဦးဟန်ပဆိုင်ဝိုင်းရတော့ဒီအလင်းငါကြောသောပွဲကိုကျွန်တော်တို့စက်မပြောကြတော့ပါကျွန်တော်တို့လိုပဲတခင်ကိုတော်မိုင်းလဲစိတ်ညစ်သွားမှာပါစင်မြင့်ပညာသင်ဌာနကိုအကယ်ဒမီ University College class school ခေါ်တဲ့ခေါ်ဝေါ်တွေနဲ့ရှုပ်နေတယ်အခုလို့တန်းစီပြီးချရေးကြီးတော့ဘာပညာပဲဖြစ်ဖြစ်အတက်တင်ပေးရင် school နဲ့ပဲလုံလောက်တယ်လို့ဖြေထွက်လာပါတယ် encyclopedia britannica ပြည်ရဆွဲဆောင်ဂျန်25တွဲကိုဖွင့်ရှာရင်လည်းတွေ့မှာပါကျွန်တော်တို့ဒုတိယဥပဒေအတန်းကတမိုင်းဖတ်စာအုပ်ထဲမှာ shake greek academy ကအစဉ်စဉ်အနောက်ဥရောပမှာ University ခေါ်လာပုံကိုအချက်တဝင့်ရေးပြထားတာရှိပါတယ်။စောင်းနာမည်က Ravenson ရေးတဲ့ medieval and modern europe ဖြစ်ပါတယ်ရှားမနေပါနဲ့အခုကျွန်တော်ပြောသလိုရှင်ရင်ရှုပ်နေမှာပါလန်ဒန်မှာ1953ခုကအဖြစ်ပြက်တစ်ခုကိုဒီနေရာမှာပြန်ပြီးပြောပြရသည်ရန်ကုန်တက္ကသိုလ်သမိုင်းဌာနမှဦးပါညော့၂၂အောက်တိုဘာ1936 25 AB 1992အမေရိကတက္ကသိုလ်ဒီကိုတပတ်လှည့်ပြီးလေးလာရင်လန်ဒန်ရောက်တဲ့အခါလန်ဒန်တက္ကသိုလ်လက်အောက်ခံကျွန်တော်ရောက်နေတဲ့အကြောင်း SOAS စမဏတကုမှာဟောပြောပါတယ်ပြောတဲ့အကြောင်းအရာကဒုတိယကမ္ဘာစစ်ကြီးအပြီးမြန်မာလွတ်လပ်ရေးရပြီး၅နှစ်အတွင်းမြန်မာနိုင်ငံအစင်းမြင့်ပညာရေးကြောင့်ဖြစ်ပါတယ်မြန်မာနိုင်ငံတမိုင်းကိုစာအုပ်ခတ်ထုတ်ထူရေးပြီးပုံနှိပ်ထုတ်ဝေဘူးတဲ့အငိမ့်စား ICS ဂျီဟာဘေးကအဲ့ဒီဆွေးနွေးပွဲမှာလာတက်တယ်ကျွန်တော်လည်းရှိတယ်မြန်မာနိုင်ငံရန်ကုန်ကောလိပ်မှာတမိုင်းပမောက်ကအဖြစ်16နှစ်အမှုထမ်းသွားတဲ့ DGE Hall စက္ကွန်အောက်တိုဘာ1897 စနစ်အော်တိုဘာ1989ကတဘာပတိလုပ်ပါတယ်။ဆရာဦးပန်းညွန့်ကရွှေရွှန်းဝေအောင်ကောင်းနာတွေပဲရွေးပြီးပြောသွားတယ်။နားထောင်တဲ့ပိတ်သက်ထဲမှာရန်ကုန်သမိုင်းရေးတဲ့ရန်ကုန် University College သမိုင်းပါမောက်ခဟောင်းဘီယာဖန်လည်းရှိတယ်။မြန်မာနိုင်ငံမှာအရေးပိုင်မင်းကြီးအဖြစ်အမှုထမ်းမှုတဲ့စာနဲ့တခြား ICS အောင်းတွေလည်းရှိတယ်။အဘိဓာန်ဆရာဒေါက်တာလှဖေကိုလည်းတွေ့တယ်။ဦးပန်းညွန့်ကရန်ကုန် University မှာကျောင်းလားကလည်းမယူဘူး။ ာကြည့်လိုက်ကစာအုပ်စုံနဲ့ဓာတ်ခွက်ကန်းနေမှာခက်ပေါ်ကရိယာတွေတက်ဆင်ထားတယ်။စာအုပ်အစ်တွေလည်းတိုးချက်ဆောက်လုပ်ထားတယ်ဆိုတော့ဒီ ICS အဟောင်းကြီးတွေရန်ကုန်လာပြီးကြောင်းပြန်တက်ချင်းစိတ်ပေါက်မလားမသိဘူးလို့ပြောတယ်။ဟောပြောပွဲရဲ့ဏီကုန်းကျုပ်ပြေတက်ကပါဝင်ဆွေးနွေးကန်းရောက်တဲ့အခါကျွန်တော်ကရန်ကုန်တက္ကသိုလ်လောက်အစကောင်းတာမရှိတဝန်းတဝိုင်းကြက်ကြက်ပြန်ပြန်ဥယျာဉ်ကြီးထဲမှာစာအုပ်ကောင်းကောင်းလှလှတွေအစဉ်ပြေပြေစီတန်းဆောက် စာကြည့်လိုက်မှစာအုပ်ဆုံးဆုံးဓာခွက်ကန်းနေမှစံသက်ကရိယာပေါ်ပေါ်ဓာပစ္စည်းများများဆရာကောင်းလူကျွန်းနေရေးပြီးခန့်ထားတယ်အကျိုးကျေးဇူးသိရှိမယ်လို့ညွန်မှန်းထားတာမှန်ပေမဲ့ဘာမှဖြစ်မလာဘူးတက္ကသိုလ်တမိုင်းကိုပြန်ကြည့်ရင်သိမှာပေါ့ဆက်ပြောစရာတစ်ချက်ကတက္ကသိုလ်ကထွက်လာသူလဲညံ့ညံ့ပဲပေါ်လို့မတွေးမိကြဘူးလားဗျာ1924 1940ဗြိတိရှားလက်အောက်မြန်မာနိုင်ငံ လန်ဒန်မေဘာနဲ့ဖေဘာစာအုပ်တိုက်ထောင်46ဆာမျက်နှာ49လို့ရေးထားတယ်။ဒီလိုရေးတဲ့ပုံကအာဂနစ်ဒီပိဋကတ်မှာရှိနေပါတယ်။ဆရာဝန်းညွန့်ပြောတာနဲ့သူပြောတာတိတ်ကွာဟနေပါတယ်လို့ကျွန်တော်ကလက်ညှိုးထိုးမေးတဲ့အခါဟာဘေးကပြုံးလို့ဥပညွန့်ကလည်းပြုံးမပြတ်ပါ။ငါသားဝင်းဦးကတချင်းဆိုတဲ့အခါငါလောက်တမကောင်းဘူးလို့ပြောတဲ့ဟန့်မျိုးနဲ့ဒီလိုရှိတယ်လေ။မမေးတက်တေကဘုံချလို့ပြိုတဲ့ပြတ်တဲ့အဆောင်တွေလည်းပြင်ပြီး နောက်အစ်တက်လည်းထတ်ဆောက်ထားတာတွေရှိသေးတယ်။ ဂျပန်တပ်သားတွေမှွေနောက်ရှောက်ပွေယူသွားတဲ့တပ်ခွဲကမ်းပစ္စည်းတွေနဲ့စာကြည့်လိုက်ကစားအုပ်စင်တွေကိုလည်းအားရပါရဖိထားပြီးပိုးတော်ပိုသေးတယ်စစ်မဖြစ်ခင်ကအင်္ဂလန်ကိုပညာတော်တင်ပို့ထားတဲ့ဒေါက်တာတာလဒေါက်တာလမြင့်ဦးအောင်ခင်ဦးမရောက်တမီဒေါ်များစိန်တို့တတွေကလည်းအရေးချင်းသိပ်ပြေဝါတဲ့မျိုးသားမျိုးသမီးတွေမဟုတ်လားငင်းတို့လိုမျိုးဆက်သစ်တွေကိုလည်းပညာတော်တင်ဖြစ်နေအင်္ဂလန်အမေရိကန်ကိုအရင်ကတနည်း9ရောက်လွတ်ရင်အခုတနည်း90လွတ်တယ် သူတို့တပွဲပွဲပြန်ရောက်လာကြလို့ဆရာတန်းဝိုင်းမှာထတ်ထက်ကောင်းနိုင်အောင်မလားဝင်ခွင့်အရေးချင်းကိုလည်း short ထားလို့မင်း university ရောက်ခါသားကဂျက်ဆင်နဲ့ပေါင်းမှ1500ရှိတာခု2000กว่าကဲဒါဒီကိုတိုးတက်တယ်မခေါ်ရင်ဘာကိုတိုးတက်တယ်လို့ခေါ်မလဲလို့ပြောပါတယ်ကျွန်တော်လည်းစက်မပြောတော့ပါချစ်ဒုက္ခဥပါညွတ်ဘာဒုက္ခမှမရောက်တော့ပါဥပါညွတ်ကလန်ဒန်ကပြန်ကန်ပြီးတော့တန်တွန်းမင်းထက်ငါက အသက်38နှစ်ကြီးတယ်လို့ပြောတော်ပါတယ်ဒေါက်တာတန်ထွန်း University College